စာပေရှိသူများအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြမှာကတော့ဆရာရှမ်းမီဝင်းဘာသာပြန်ထားတဲ့ One Blood One ဆိုတဲ့စာအုပ်လေးတွေကကြိုးရှိမဲ့ထင်တဲ့စောင်းပါလေးတစ်ခုကိုကျွန်တော်ဖတ်ပြလိုက်ပါတယ်စောင်းပါလေးရဲ့နည်းလေးကတော့လမ်းသက်ကိုရှာတဲ့ ကျွန်တော်ဒါကလေးပတ်စနာရယ်စကားပြောချင်လို့ဆိုပြီးတားရဲ့ကျောင်းဆရာမကကျွန်တော်ကိုခေါ်တွေ့တယ်။လေကားရဲ့လေယံပေါ်မှာကျွန်တော်ဒါတက်တက်ပြီးစော့နေတယ်တဲ့ဆရာမကဒိုင်နေ။လေကားကကွန်ကရစ်နဲ့ဆောက်ထားတာပြီးတော့လေကားထက်အထက်တရာလောက်ရှိတယ်။ပြုတ်ချလိုက်ရင်စကြိုးမယ် ဲ့ဒီလိုတပင်းမစော့ဘူးဆရာမတွေဝိုင်းပြောပေမဲ့သားတော်မောင်ကလမ်းတောင်းဘူးအဖေဖြစ်တဲ့ကျွန်တော်ကိုယ်တိုင် ပြောပေးမှရမယ်ထင်လေတဲ့ပါဇက်နဲ့ပြောလိုက်ရောနဲ့ဘာမှထုမှမဟုတ်ဘူးဆိုတာကျွန်တော်သိနေတယ်မောင်းရင်မမှုနဲ့မိတ္တိပြုပါစိတ်လီမတော့ပါနဲ့အစရှိတဲ့ကျောင်းသားဆိုင်ပုတ်တွေလိုပဲ ဘလောက်ပဲပြောနေပေမဲ့မူပြီးမောင်းတဲ့သူတွေမိပေါ်ဆတဲ့သူတွေအဆုတ်ကင်စာဖြစ်မဲ့သူတွေရှိနေ ਉ မှာပဲအဲ့ဒီကြောင်ညာတွေကခမားဘာလို့လိုက်လဲဘလို့စိုးကျိုးတွေဖြစ်မဲ့ဆိုတော့ကို ပြောပြနေတာမူပြီးမောင်းရင် လူတွေကိုဝန်တိုင်းမိရင်မကောင်းဘူးအိမ်မီးလောင်ရင်မကောင်းဘူး ဆေးလေးတော့ပြီးအသက်တို့တာမကောင်းဘူးဟုတ်ပါတယ်ကျွန်တော်တို့နားလေတယ်ဒါပေမဲ့အဲ့ဒီအဖြစ်ဆိုးတွေကိုကိုတော့လာမဖြစ်တော့ပါဘူးလို့လူတော်တော်များများကထင်ကြတယ်ဒီတော့ကျွန်တော်အသားတော်မောင်ကိုမင်းလေးကလေရန်ပေါ်တက်မစွန်နဲ့လို့မပြောတော့ဒီတဲ့အကောင်းနဲ့နီလန်တပူတော့ရှင်းအောင်မယ်ကျွန်တော်မိမ ဈေးဝယ်ထွက်တဲ့အချိန်ကိုစောင့်နေမိမမရှိတော့မှသားကိုလမ်းခေါ်ပြီးပြောတယ်မင်းကိုအဖေလေကားပေါ်ကပြုတ်ချန်နေသင်ပြမယ်ကျွန်တော်သားကသဘောကျသွားတယ်ရောစရာကြီးပေါ်ထူးထူးဆန်းဆန်းကမြင်ကြထားရမယ်ဆိုရင်ယောက်ျားလေးတွေအတွက်အကြိုက်တွေ့တာပေါ့ကျွန်တော်တို့အင်းရဲ့လေကားထိတ်ကို သူ့ကိုခေါ်သွားတယ် လေကအထိတ်ကိုရောက်တော့သူ့ကိုပြောတယ်။အရေးကြီးဆုံးကခေါင်းကိုမထီအောင်ကာကွယ်တတ်ဖို့ပဲ။နေ့ရက်နှစ်ဘက်ကိုလက်နဲ့ဒီလိုကာထားပြီးရင်တကူလုံးကိုဘောလုံးလိုဖြစ်တော့အောင်ကွေးလိုက်။အဲ့ဒါဆိုရင်ပြုတ်ကြလဲတိတ်မလာတော့ဘူး။တွားလေကဘောကလှိတ်ချကြည့်။ကားတော်မှန်လေကဘောကလှိတ်ချသွားတယ်။အောက်ရောက်တော့ကိုယုံပြီးပြန်ထတယ်။အာနားလိုက်တာဖေရတဲ့ မင်းလုံးနေတဲ့ပုံစံမဟုတ်သေးလို့ဒီမှာကြည့်လက်မောင်းတဲ့ကောင်းကိုတည်တည်ချာချာကာထားကိုလုံးကိုကွေးနောက်တစ်ခေါက်ထွက်လိုက်ချကြည့်သူလေကားပေါ်ကနေနောက်ကထွက်လိုက်ချတယ်အောက်ရောက်တော့ပြန်ထတယ်လက်မောင်းတွေအခြေရောက်တွေကိုပိုရင်းကြီးတယ်ကျွန်တော်ထပ်ပြောတယ်ဟုတ်ပြီရတော့မယ်ခေါင်းရဲ့ဘေးတစ်ဖက်စီကိုလက်နဲ့တည်ချာကာထားနော်ကိုလုံးကို ကွေးထားတာကိုမဖြေးလိုက်နဲ့ထက်လို့ကြည့်နောက်တစ်ခါထက်လိမ့်ချတယ်သူကျမ်းပြင်မော်လဲနေရာကနေပြန်ထနေတော့ကျွန်တော်မိမအိမ်ပြန်ရောက်လာတယ်မိမကပြောတယ်ဒါဘာတွေဖြစ်နေကြတာလဲပေါ့ခေကဘောကဘလို့လှိတ်ချရမလဲဆိုတာသင်ပေးနေတာလို့ကျွန်တော်ပြန်ပြေးလိုက်တယ်ရှင်ယူနေလားမိမကမေးတယ် မိမကိုသားတော်မောင်နဲ့ခဝဲဝဲကိုကျွန်တော်ခေါ်သွားပြီးမှ ရှင်းပြလိုက်တယ်။မဟုတ်ဘူးမိမဒီလိုစဉ်းစားကြည့်။ကျောင်းလေကလေယံပေါ်မှာတစ်ဆော့နေတာကိုမဆော့အောင်ပြောပြပါတဲ့။ဆရာမတွေကတိုင်းနေ။လေကလေယံပေါ်ကပြုတ်ကြရင်မင်းရင်သားစကြောသွားနိုင်တယ်။ဒါပေမဲ့အဲ့ဒါကို သူ့ကိုရှင်းပြလဲနားလည်မှာမဟုတ်ဘူး။ငယ်လွန်းသေးတယ်လေ။ စကြုံးတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပဲထင်ပါပဲတကယ်ဖြစ်တဲ့အချိန်ထိငါတို့ထိုင်ဆောင်နေလို့မရဘူးအဲ့ဒါကြောင့်အခုကလေးကသူ့ကိုနမူနာပြနေတာပြုတ်ကြရင်နာမယ်ဆိုတာသူသိဖို့လိုတယ်အခုငါတို့အိမ်ရဲ့လေကားကဆက်ထက်လောက်ပဲရှိတယ်ကိုစိုးလေးခင်းထားတော့နည်းနည်းပဲနာမယ်မတော်တဆအထိမိပြီးတခုခုကြိုးသွားရင်လဲငါတို့ကို စေကန်ချစ်ချင်းခေါ်သွားမှာပဲအခုငါတင်ပေးထားသလို သူ့ကိုဒုက္ခကဲတက်သွားပြီဆိုရင်တကယ်ဖြစ်လာတဲ့အခါတော်ယုံနဲ့အထီမခိုက်တော့ဘောဟုတ်တယ်မဟုတ်လားအဲ့ဒီလိုရှင်းပြလိုက်တော့မှမိမကနည်းနည်းစေးသွားတယ်ကျွန်တော်နီလန်းကိုတိတ်တော့ကျဉ်တဲ့ပုံပေါ်ဒါပေမဲ့ဘာကြောင့်ဒီလိုတင်ပေးတာလဲဆိုတာကိုတော့မိမကနားလေပုံပဲ လင်္ကဘောကမြုပ်ကြရင် နားရဲဆိုတာကျွန်တော်သားအခုနားလဲသွားပြီနောက်ပိုင်းကျတော့เจ้าကဖုံးဆက်လာတယ်သားတော်မောင်လေကားလျှမ်းပေါ်တင့်မစော်တော့ဘူးတဲ့တချို့ပြဿနာတွေကတမယိုးကြနိလန့်တွင်နဲ့ဖြစ်ချင်းလို့မရဘူးခန္ဓာတည်နေတဲ့တိပ်ပြီးအကျိုးမထူးတဲ့နိလန့်တွေကိုပဲထက်ခါထက်ခါတုံးနေတာဘာမှမထူးဘူးပြဿနာရဲ့ရင်းမြစ်ကိုလိုက်ချပြီး ပြောင်းလဲပြရမယ်တကယ်အလုပ်ဖြစ်တဲ့ဖြစ်စင်းလေးတက်တခုရှားဖို့လိုတယ်ရှမ်းမြေဝင်စာပေချစ်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ